စာပပိယတမယအားလုံးမင်္ဂလာပါရှင်။ဒီနေ့တင်ဆက်မယ့်အကြောင်းအရာလေးကတော့ဆီယာမကြီးမဝင်းမြင့်ရဲ့ရေးပြအိုင်မဇာလန်းများတဲ့ကရေးပြအိုင်မရွှေချက်တော်ဖြစ်ပါတယ်ရှင်။ခေါ်စီပွနတ်မှာတင်ဆက်သူမေမှုပါရှင်။နားဆင်ပေးကြပါအောင်ရှင်။ရေးပြအိုင်မရွှေချက်တော်သူတို့ရွာအကြောင်းကိုတမျိုးတနေမှ လာပြီးရွာကလေးငယ်တို့ပညာရေးကိုဂယုဆိုင်ရှာတဲ့ကျောင်းဆရာမလေးတယောက်ကယခုလိုစိတ်ဝင်စားစွာမေးမြန်းခြင်း လင်းလေးစားစားရေးမှတ်ထားခြင်းကြောင့်မက်ခင်ရွှေကိုအခွားကြီးကများစွာကျေနပ်နေသည် မော်တော်ကားလမ်းကတိမ်ကောသွားပြီးဖြစ်၍စိုးပြေစီကားခြင်းမရှိတော်သောရွာငယ်ကိုကျောင်းဆရာဆရာမတွေလာပြီးအမှုထမ်းရန်စိတ်ဆန္ဒမရှိကြတော်သောကြောင့်မက်ခင်ရွှေမရောက်မီရခင်အထက်ကလာရောက်တာဝန်ယူမှုသောကျောင်းဆရာများသည့်တီတီကြကြဆွဆွဲမြဲမြဲမရှိကြခြင်း သူတို့နီသူတို့ဟန်ဖြင့်စူးစားကဲ့ရကြသည်ထင်သည်ဤရွာเจ้าမှာအလွန်ဆုံးကြာကြာနေလာမှာ6လမှ7လမြတာနေသည့်အခိုက်တန့်မှာလဲခလေးတွေကိုစာတင်ပုံမှာတာဝန်ချေရုံမြတ်တင်ပြီးရွှေရွာကသူတွေနဲ့ရင်းရင်းနီးနီးလဲမရှိခဲ့ကြပေရွာသူရွာသားတွေကရိုသေလေးစားသောအဖြစ်မှိတ်ခေါ်ကျူးမွေးကြသည်ကိုမူဆသည်ရွာအကြောင်းစိတ်ဝင်စားဟန်လုံးဝမပြခဲ့ကြဘူးပဲ ယခုမခင်ရွေကမူယခင်ကျောင်းစရာတွေနဲ့အားလုံးဆန့်ကျင်ဘက်ဖြစ်ရာကအဖွားကြီးသည်အဘဲများလျင်မကျေနပ်ဘဲရှိပါမည်နီဘိုးစဉ်ပေါင်းဆက်နေလာခဲ့၍ဇာတိရွက်ရွာကိုတန်ရောစဉ်ကြီးလာသောအဘွားကြီးသည် သူတွေ့တာမြင်လို့သော သူဇာတိရွက်ရွာ၏ထူးထူးဆန်းဆန်းအဖြစ်ကလေးများကိုလေးလေးစားစားစိတ်ဝင်တစားနဲ့မှတ်တမ်းတပွဲရေးသားနေသော မခင်ရွေမိသည်မတိကျင်သည်များတွေကိုပြောပြရမည်ဆိုလျင်ဤသည့်အခါမှမောပန်းမီမဟုတ်ပေ ဖော်ဖွားပြောတဲ့အတိုင်းခေါင်းစည်းတက်ရိတ်ထားပြီးပါပြီဖော်ဖွားမခင်ရွှေကယူသေးစွာပြောသည်အေးခေါင်းစည်းကိုဖတ်ပြစမ်းဟုတ်ကဲ့ဂျေဒီယာအိုင်မရွှေချက်တော့ပါဖော်ဖွားကောင်းလေကောင်းလေကဲနားထောင်ပြီးတော့ဆရာမလေးဟုတ်ကဲ့ပြောပါဖော်ဖွားသူပြန်လဲရေးမှတ်ရမှာစစ်စစ်ငန်းကရေးနိုင်ရန်အတွက်တည်တည်ချာချာမှတ်သားရမည်ဖြစ်သောမခင်ရွှေကအဖွားကြီးပြောပြသည်များကိုနားဆိုင်ရင်စားဖြင့်ရေးလျင်အစီအစဉ်တက်အောင်ဤသို့ရေးရမည်ကိုပါတလက်စာလေးတွေးပြီး ကုရုဆန်ဆန်စိတ်ဝင်စားပွဲရာအထုပ်ပတ်တိရင်းများထွက်ပေါ်လာရာအပွားကြီး၏နှကန်းနှလွားကိုကြည်လိုက်သည်အပွားကြီး၏ပါလျာသောနှကန်းနှလွားချမ်းမှစကလုံးလေးတွေကအစီအစီထွက်ပေါ်လာပြီကျေပြာအာယွာကကိုပါအေကာပထမကမူမီယိုဖလာလေသမပင်ဖြစ်သည်သို့သောမော်တော်ကားလည်းခေကောင်းစဉ်ကကျွာသူရွာသားအများစုသည် လေယာဉ်လုပ်ငန်းတွင်ထက်လက်ငင်းမြေမြန်ငွေရှင်သော မော်တော်ကားလမ်းဘေးမှာဈေးရောင်းကြတော့အခါကိုပါအေးကဈေးတဲ့အလုပ်ကိုစိတ်ဝင်စားသွားသည်ထို့ကြောင့်မိဘနှင့်ဇနီးကိုတိုင်းမင်းသည်ကိုပါအေးကဈေးတဲ့အဖြစ်စိတ်ဝင်စားခြင်းသည်ငွေရွှင်သည့်အကြောင်းမျှတာမဟုတ်လေအလုပ်မှာမိုးလေလေတဲ့ရွှေရည်တွေမှာကျွေးနွားနဲ့အတူအပင်ပန်းခံရသည်ကို မလိုလားကြည်သူစိတ်မပါမန်းတည်၍မိဘနှင့်ဇနီးကဈေးရောင်းခြင်းသည်ဆိုသောဆန္ဒကိုကန့်ကွက်ခြင်းမပြုတော့လဲ မင်းတို့ဇနီးမောင်နှံမဲဈေးရောက်မှာကွာငါတို့ကတော့မီယိုဖလာလဲလို့ကိုပဲဆွဆွမြဲမြဲလှုပ်ပါမယ်ဟူသောစကားဖြင့်ကိုပါအေးမိဘများကခွင့်ပြုလိုက်သောအခါကိုပါအေးတို့ဇနီးမောင်နှံသည်မော်တော်ကားလမ်းဘေးတနေရာမှာထမင်းဆိုင်ကြီးကိုဟိမ့်နေအောင်တည်လိုက်ကြတော့သည်အရင်အနီမြုံနိုင်ရန်ငွေကြေးအင်အားတောင်းတင်းပြေဆောင်သူများဖြစ်၍ကိုပါအေးတို့ဆိုင်သည်တခြားဆိုင်တွေထက်ကြီးသည်တာနာသည်တန်ရှင်းသည်တပည့်လက်သားစုံလင်သည်ထမင်းဟင်းသာလျင်မဟုတ် မြမယိုးရအစားအစာများဖြစ်သည့်မိုဟင်ဂါယောအကျော်ဆုံးကျွတ်ကျွတ်ရွရရနှင့်လက်ပွေရေချမ်းယော မိခဲပေါ်တင်ထားသည့်ပန်းအိုးထဲမှ အချိန်မရွေးကူလို့နေသည့်ပဲနိုင်နိုင်အုံသီးနိုင်နိုင်ကောင်းငင်ပေါယောစားခြင်းစပွဲစုံလေလာသည့်ဖြစ်ရာရှင်နာသမျှခရီးတဲ့တေမော်တော်ကားကုန်တင်ကားတို့သည် ကိုပါအေးဆိုင်ကိုသာအတိအမှတ်ပြုသလိုဖြစ်နေရကခြေများရာ မိုးရွာသလိုဤနေရာမှာဆိုင်တယ်လိုက်သောကိုပါအေးတို့ဇနီးမောင်နှံကား မြေကြီးကရွှေအိုးငွေအိုးတွေ့တယ်လို့ဖြစ်နေတော့သည်ကိုပါရေးရောက်ခမများကလေအလုတ်ကိုဖိဖိစီစီလှုပ်၍ငွေကြီးပြေဆုံးသည်ကိုပါရေးကစိုင်းတဲပြီးငွေဝင်လမ်းကြောင်းဖြောင်းနေသည်ဖွက်အခါကိုပါအေးဤတူဒီတော်သားအသက်16နှစ်အရွယ်မောင်ဖေးချစ်ကကျောင်းစာလဲမသိစီးပွားရေးလဲဝဲမကူပဲဝေးကြီးပြေဆုံးသောမိဘဘိုးဘွားများ၏အလိုလိုက်မှုကြောင့်ပော့ပော့နေပော့ပော့စားကအပေါင်းအသင်းများနှင့်လဲရင်းပတ်ရင်းအချိန်ဖြုံးနေလေသည် ဤမော်တော်ကားလမ်းပေးဆိုင်များအနက်တစ်ခုသောအကျော်ဆိုင်ကရေပြာအိုင်ရွာသူရွာသားများ၏ဆိုင်မဟုတ်ပေ။တရက်တရွာကပြောင်းလာပြီးအများနည်းသူဆိုင်တည်နေသော ကိုသိမ်းမောင်ဆိုသူဖြစ်သည်။မိသားစုဆိုတော်လဲလူများများရှိသည်မဟုတ်ကိုသိမ်းမောင်တို့ဇနီးမောင်နှံနှင့်သားတယောက်သာရှိသည်။ကိုသိမ်းမောင်သားနာမည်က မောင်ငယ်ဟုခေါ်ပြီးအသက်အရွယ်ကမောင်ဖေးချစ်နှင့် ရွယ်သူဖြစ်သည်။ မောင်ဖေးချစ်ကမိဘဘိုးဘွားပြည့်စုံချမ်းသာ၍အစာမတင်ဘဲနေတော်လဲမောင်ငယ်ကမူမိဘဆင်းရဲချို့တဲ့သည့်အတွက်အစာမတင်နိုင်ကြရှင်ကိုသိန်းမောင်တို့လောက်ကန်စားတော်ရေးကြက်တဲလာတော့ကြောင့်နေရင်ဒေတာကိုစွန့်ခွာကရေကြီးရာမျက်လူရာရှာဖွေရန်ရွှေပြောင်းလာခဲ့ကြသည်တွင်ဤရေပြာအိုင်ရွာဘေးမော်တော်ကားလမ်းမှာငွေရှာရလွယ်သည်ကိုမြင်ရ၍မိသားစု၃ယောက်ရေပြာအိုင်ရွာသူရွာသားတွေဤဈေးဆိုင်အုပ်စုနှင့်ခက်လန်းလန်းတွင တဖက်ရဲ့တဲကလေးချစ်ကလက်စန်တန်ထိုးပြီးအကျော်ဆိုင်လေးတဲခင်းကြခြင်းဖြစ်၏အကျော်ဆိုင်ဆိုတော်လဲရေးပြအိုင်းရွာကန်အကျော်ဆိုင်တွေလိုပဲ ကောင်းညင်ဆန်းကြက်သွန်ဘူးသည့်စသည့်အေးအနီငွေမြုပ်ရမည်ပစ္စည်းမျိုးကို မထူထောင်နိုင်ရှာသေးကြည်ရှိစုမဲ့စုငွေကလေးနှင့်စီဝဲပါသည်ပါရင်ဆွဲဒေအိုခကြီးကြီးလေးဖြင့်ခွေရသော ထင်းကိုမိပြိုးကအကျော်အိုးတဲရသည်ကျော်သည့်ပစ္စည်းများက ကိုသိမ်းမောင်နှင့်တာအမောင်ငယ်တို့ ရှာဖွေပြစ်ခတ်၍ရရှိလာသောငါမွေဖအစရှိသည်တို့ကိုလက်လက်ဆက်ဆက်အသက်ဖြတ်ကြောထားသောအခါအယက်ရောင်းသောဆိုင်ကလည်းရှိနေသည်ဖြစ်သောကြောင့်ကိုသိမ်းမောင်တို့ဆိုင်ထွက်အကျော်ကအယက်နှင့်မြည်ရန်ပဏံရနေသည်ထို့မြသာမဟုတ်ခရီးသည်တွေကလည်းငါကျော်ဂျိုးကျော်အစရှိသည်တို့ကိုဝယ်ချမ်းစားတော့ကြသည်ထို့ကြောင့်ကိုသိမ်းမောင်တို့ဆိုင်မှာအတော်အသင့်အခြေအနေကောင်းလာသည် ထို့ကြောင့်ကိုသိမ်းမောင်နှင့်မောင်ငယ်တို့သားအဖသည် နေ့စဉ်သူများအသက်ကိုတက်ရန်အကုသို့အလုပ်ကိုသာစူးစမ်းလှုပ်ဆောင်နေကြသည်ကြော်ထားပြီးသောအကောင်တွေကုန်လျင်အကျော်ဆိုင်ကိုသိမ်းပြီးကိုသိမ်းမောင်နှင့်မောင်ငယ်တို့ကလောက်လေးညွကွင်းဒုတ်တိုလန်တန်စသည်တို့ဖြင့်တောဝင်ကြရ၏တခါတရံရုံးလွေဖုတ်တွေရလာလျင်အကောင်ကြီးတွေဖြစ်သည့်အလျောက်ကုံအောင်အချိန်ကြာကြာထိုင်ရောက်ရသည်ဆိုင်ကိုမူတော်တော်နှင့်မသိမ်းနိုင် ထို့ကဲ့သို့သောအခါမျိုးမှာကိုသိန်းမောင်ကဇနီးနှင့်အတူဆိုင်ထိုင်ကြံရစ်ပြီးမောင်ငယ်တယောက်ထဲသာလွယ်အကြီးတလုံးလောက်ဆက်လုံးများလောက်လေးတစ်ဖက်နှင့်ငှက်ပြစ်ထွက်သွားတတ်သည်။တနေ့တွင်ကိုသိန်းမောင်တို့သားအဖသည်ပဒတ်တွင်းကိုကန်အားလျော်စွာတွေ့လိုက်ရသဖြင့်ကဲပေါက်တွေအလုံးကိုပိတ်ကာပဒတ်တူးသည်တွင်ပဒတ်တွေတော်တော်များများရလာခဲ့သည်။နောက်တနေ့ပဒတ်တွေကြော်ရောင်းရာလက်မလဲအောင်ရောင်းလျက်သဖြင့်ကိုသိန်းမောင်ကဆိုင်ထိုင်နေရစ်ပြီးမောင်ငယ်တယောက်ထဲငှက်ပြစ်ထွက်သွားသည်။ သူတို့သားအဖလာလည်းရင်ပြစ်တက်ခတ်တက်သည်ကိုတိရိစ္ဆာန်များပင်ဖြစ်တော်ငါလဲအမြင်အတွေ့များနေ၍အမှတ်တညာရှိနေသောငှက်များသည် မောင်ငယ်လာသည်ကိုအဝေးကမြင်လျင်အချင်းချင်းတတိပေးတက်လှန်တကဲ့သို့ဘာသာတဘာဝစုညံညီကျွေးပြီးဝေးရာကိုပြန်ပြေးကြသည်ကြံရည်သောငှက်များကလည်းအတန်မပြုတ်မလှုပ်ရှားပဲငြိမ်ဝှက်စွာနေကြသလားမသိငှက်တွေအရေးအယံကိုတကောင်တမိမှမတွေ့ကြရပါဘူး ကိုယ်ရဲမှာအချိန်ကုန်ခံကလှဲ့လေရှားဖွေပါတော့လေ။ဘာကောင်းမှမရတော့အခါမောင်ငယ်စိတ်တို့လာသည်။ဖခင်ဤအစဲဆူအချိန်အမောင်းကိုခံရမည်ကိုလည်းစိုးရင်လာသည်။ကိုသိမောင်သည်နေထိုင်စားတော်ရေးစီးပွားရေးအစင်မပြေသူတို့အများအပြားဖြစ်လေဖြစ်တာရှိသောစိတ်တဘောမျိုးအတိုင်းတစ်ခနေဆိုအမျက်ဒေါသထွက်လွယ်သည်။ယခုလိုဘာကောင်းမှမမြင်ရပဲပြန်လာရသည့်အခါမျိုးဆိုလျင်သားကိုဆဲမယားကိုမဲဖြင့် စိတ်ဆင်းရဲစရာဖန်တီးတတ်သည့်လူစားမျိုးဖြစ်၏ထို့ကြောင့်မောင်ငယ်သည်စ조사ရှာဖွေကတစ်ပင်ကြီးဝေပေါ်တမော့မော့တစ်ပင်အောက်တငုံငုံလာခဲ့ရမှတကိုင်းတကိုင်းပေါ်မှာနားနေသောလှပသည့်ကြက်တော်ကြီးတကောင်ကိုတွေ့လိုက်သည်ကြက်တော်ကြီးကပိုးရှုပ်ွယ်ရှုပ်ဖြင့်လာနေသောမောင်ငယ်ကိုမြင်ဟန်မတူချေဤနေရာကိုမောင်ငယ်တကားမှမရောက်ဘူးတည်ချေယနေ့မှအလက်ကြီးတက်တက်မပြဲလို၍ တရွေ့ရွေ့နေကြုံကအိနီယာရောက်လာခဲ့ခြင်းဖြစ်သည်ဂျခင်ကဘေးကင်းရန်ကင်းနေရာဖြစ်ဟန်တူသည်ထို့ကြောင့်သားလျင်ကျတော်ကြီးသည်အေးအေးဆေးဆေးဖေကိုင်းပေါ်မှနားနေခြင်းဖြစ်သည်မောင်ငယ်သည်ကျတော်ကြီးရှိရာကိုဂယုတဆိုင်ကြည့်လိုက်၏ကျတော်ကြီးတကောင်လည်းမဟုတ်သူ့လိုကျတော်တွေအုပ်စုဖွဲ့နားနေသည်ကိုယခုမှမောင်ငယ်မြင်သည်မောင်ငယ်သည်ဝိုင်းသာအာရပထမဆုံးတွေ့သည့်ကျတော်ကြီးကိုပစ်ချလိုက်၏ကျတော်ကြီးကလည်းပြန်တော်မိဟန်ဖြင့်အကောင်ကိုအဖြက်မှာ မောင်ငယ်ဤလောက်လို့မှပြင်းထန်သော အရှင်ဖြင့်ထွက်သွားသော မာကျောသည့်လောက်စလုံးသည်ကြက်တော်ကြီးဤတောင်မှန်တစ်ဖက်ကိုမိမိရရကြီးထိမှန်ကကြက်တော်ကြီးသည်ဘာသာတဘာဝစီစီညံညံအော်မြည်ညင်းညူရင်တစ်ပေအောင်မြေပေါ်သို့ကျလေသည် မောင်ငယ်ကနောက်တစ်ချက်လောက်လေးကိုပင်မလွတ်ရသေးမီတန်ရရသောကြက်တော်ကြီးဤအတန်းကြောင့်ကြက်တော်အုပ်ကြီးကလှင်မြန်စွာတစ်ကိုင်းတစ်ပင်အချိုးချသို့ ြံပြေးပြောက်ွယ်ကုန်ရသည်မောင်ငယ်ဒီဒံရရသောချက်တိုးကြီးကိုများစွာစိတ်ဆိုးသွားသည်တင်းချက်ချင်းမသေးဘဲအတန်ပေးလို့တခြားကောင်တွေလွတ်ကုန်တဲ့ဟူသောဒေါသဖြင့်ချက်တိုးကြီးကိုကောက်ယူကန်ညစ်ခါလွယ်ဤသေးသူကြံတန်းစွာထိုးသိမ့်ထဲလိုက်သည် နာကျေရှာလို့၍အော်ဟစ်ညညူသောချက်တိုးကြီး၏အတန်ကစူးစူးဝါးဝါးရှိလာသည် အချိန်ကလည်းနေဆောင်လူပီးဖြစ်ရာ မောင်ငယ်သည် တူလာခဲ့သောခရီးတော်တော်ဝေးကွာကြောင်းပြန်လည်တွေးမိခဲ့သည့်အတွက်တားငက်ကိုဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲစိတ်ညစ်စွာ ပြန်လန်းကိုလှည့်လာခဲ့သည်။ထဲကဆဲတော့မှာပဲမနေ့ကရတဲ့ပတ်သက်တွေရောင်းလို့မကုန်သေးရင်တော်သေးရဲ့ဒီတနေ့တည်းနဲ့ရောင်းလို့ကုန်သွားရဲ့မနှက်ဖန်ရောင်းစရာမရှိတော့ဘူး။အဲ့ဒီလိုဆိုရင်ငါရောအမေရောတတ်တာမှမဟုတ်ဘူး။အဆူအဆဲခံရမှတေချာနေပြီ။စသည်ဖြင့်ဖြစ်လာမိအရေးကိုတွေးကစိတ်ညစ်စွာ ပြလာခဲ့သောမောင်ငယ်သည် တောက်အုံမှထွက်၍တစ်ပင်ငယ်ခြုံပုတ်ငယ်များရှိသည့်နေရာရောက်သောအခါတငယ်ချင်းသုံးလေးယောက်နှင့်အတူဆူဆူငယ်ငယ်စကားပြောလာသောမောင်ဖိချစ်တူကိုစုံမိလေသည်ခေမောင်ငယ်ဒီနေ့ဘာကောင်းနေရလာလဲဟိမောင်ဖိချစ်ကစတဲ့နှုတ်ဆက်ရင်းမောင်ငယ်ဤလွယ်အိတ်ကိုလှမ်းကြည့်သည်တောင်မှန်တပတ်ကျူးဖြစ်ဝေဒနာခံရရှာသောကြက်တော်ကြီးကလွယ်အိတ်ထဲမှာလှုပ်နေသည်ကိုမောင်ဖိချစ်တွေ့ရသည်ဘာကောင်းလဲကွာ ပြောရောဆိုဆိုမောင်ပေချစ်ကလှင်မြန်သောလက်ဖြင့်လွယ်အိတ်ကိုဆွဲယူကြည့်လိုက်ဟာကြက်တော်ကြီးမသေးသေးဘူးဟေပြောပြောဆိုဆိုမောင်ပေချစ်ကလွယ်အိတ်ထဲကကြက်တော်ကြီးကိုဆွဲထုတ်ယူလိုက်သည်တောက်ပါဆိုပြီးမျက်ရည်စမ်းထားတဲ့ကဲ့သို့အမွေနီနီထွေထွေဗရံများသွေးလိုကောက်ကွေးကနှုတ်သည်ဖြင့်ချစ်စရာတနာစရာကောင်းလာသောကြက်တော်ကြီးသည် လောက်လေးတန်ကြောင့်ကျိုးနေသောတောင်မန်တစ်ဖက်ကတွဲလဲကြပြီးသူ့ကိုတက်လေမလားဟုစိုးရိမ်ရှာဟန်တူသည် ကြည်လည်သောမျက်လုံးကလေးကိုပုတ်ခတ်ပုတ်ခတ်ဖြင့်မောင်ပြေချစ်ကိုအတနာခံနေတဲ့ကဲ့သို့ကြည်နေရှာသည်အတောင်ကျိုးနေပြီကိုကတနာပါလေမနက်ဖန်ဆိုမင်းတို့စီအိုနဲ့ထဲတော်မှာငါ့ကိုရောင်းပါလားမောင်ပြေချစ်ကကြက်တော်ကြီးကိုယူရကျင်နာစွာပွေပြီးရင်ခွေမှာကတ်ထားသည်ကြက်တော်ကြီးသည်လူဟဝကိုနီးစပ်သောတိရိစ္ဆာန်ဖြစ်ဟန်တူသည်ကျင်နာယူရသောမောင်ပြေချစ်လက်ထဲမှာအော်ဟိတ်ရုံးကန်ခြင်းမပြုဘဲရင်ခွေကိုမီးပြီးငြင်းနေသည်ဘင်းဘလောက်ပေးမလဲမောင်ငယ်ကမေး၏ ။မော်ဖွေချစ်ကသူ့အိတ်ထဲနှိုက်ကြည့်ပြီးဒီနေ့မှငါမုံဘိုးကကုန်သွားလို့ပတ်စံသုံးပြပဲကျန်တော့တယ်။မင်းအလကားရလာတဲ့ကြက်တော့ပဲသုံးပြနဲ့ရောင်းသွားတော့လို့ပြောတယ်။အိတ်ထဲကကြမ်းနေတဲ့၍ပတ်စံကြေးပြားသုံးပြကိုထုတ်ပေးလိုက်တယ်။မောင်ငယ်ကလုံးလုံးကမကျေနပ်ပေ။ဟေ့မင်းဒီလိုအပါတင်လို့ပေးရမလဲ။ကြီးတဲ့ဝါကိုတို့ဆိုင်မှာကြော်ရောင်းရင်တကောင်ကိုအနည်းဆုံးတက်မှတ်ရတယ်ကွာ။သုံးပြနဲ့တော့မရောင်းနိုင်ဘူး။ပြောပြောဆိုဆိုမောင်ငယ်ကကြက်တော်ကြီးကိုပြန်လူရန်ဟန်ပြင်းသည် မောင်ခွေချစ်ကကမန်းကတန်းနောက်ဆုတ်လိုက်သည်တနာပါလေကွာမတက်ပါနဲ့တိုးပြားနဲ့မင်းမကျေနဲ့ရင်ပတ်စံတမူးထပ်ပေးမယ်ဆိုင်ရောက်တော့လာယူလေမင်းပေးနိုင်ရင်အခုပေးဒါတောင်အခုတင်တိုးပြားနဲ့ပေါင်းမှဆက်တပြားပဲရမယ်ဆိုင်ရောက်မှလာယူရမယ်ဆိုရင်မင်းပေးခြင်းမှပေးတော့မှာငါပေးမယ်လို့ပြောနေမှာပဲအိုးနားမလဲဘူးပတ်စံအခုပေးနိုင်ရင်ပေးပတ်စံမပါရင်ငါကြက်တော့ထားခဲ့ ။မောင်ငယ်ကပြောပြီးရှေ့တိုးလာသည်။မောင်ပေချစ်ကကြက်တော်ကြီးကိုမုံကြည့်လိုက်။ကြည်လင်သောမျက်လုံးကလေးကလေးကလန်းနဲ့မောင်ပေချစ်မျက်နှာကိုကြက်တော်ကြီးကမော့ကြည့်နေသည်။မောင်ပေချစ်သည်ကြက်တော်ကြီးကိုချစ်လဲချစ်တနာလဲတနာသည်။မောင်ငယ်ဤရက်ဆက်သောစိတ်နှင့်ပတ်ဆံကိုကတိကသက်တွက်ခါမယုံကြည်တတ်သောသဘောကိုအမြင်ကပ်လာသည်။တို့တော့ရင်ခွင်ထဲမှာပိုက်ထားသည့်တနာစရာအကောင်းသောကြက်တော်ကြီးကိုတေးစေလိုသော ဆန္ဒမရှိ၊ကဲစေလိုသောဆန္ဒသာရှိနေသည်။ ကဲကွာမင်းကြော်ပြီးသားရောင်းရင်တကောင်ကိုတတ်မှတ်ရတယ်ပြောရတဲ့အတိုင်းပဲငါတမတ်ပဲပေးမယ်ကွာမင်းတို့စီကုံထင်းကုံတတ်တာလို့ပို့တော်မြတ်မယ်မဟုတ်လားမောင်ပေချစ်ကတောင်းတော့မှမှပြောလိုက်သည်မင်းပိုက်ဆံတမတ်အခုပို့နိုင်လားခတ်ပါပြီမောင်ငယ်ရဲ့အခုသုံးပြားပဲပါတယ်အဲ့ဒါပဲယူထားလိုက် နောက်ထပ်ပိုက်ဆံတမတ်အပြည့်နဲ့ငါထပ်ပေးမယ်ငါကိုမယုံရင်မင်းအခုတပါးလေးလိုက်ခဲ့ကွာမလိုက်ဘူးကွာမလိုက်ဘူးမင်းငါကိုပေးမလားမပေးဘူးလား မောင်ငယ်ကခါခါတီတီညင်းသည်မောင်ဖေချီဤဖခင်ထမင်းဆိုင်ကိုမောင်ငယ်မလိုက်သည်မှာအကြောင်းရှိသည်မောင်ငယ်ဥမိသားစုအာကိုရမဲ့ရောင်းလဲလဲဖြင့်ရောက်လာစဉ်ကဈေးရောင်းကောင်းနေသော ကိုပါအေးကသူ့ဆိုင်မှာတပည့်လက်သားစုံလင်၍လူမလိုသောငါလည်းမောင်ငယ်တို့မိသားစုကိုတနာသဖြင့်ကိုသိမ်းမောင်ကိုထင်းခွဲရေကတ်ကိုသိမ်းမောင်၏ဇနီးကိုပကံစေအိုစေစသည်ဖြင့်ရှိရင်းစွဲလူကိုကုညီလောက်ကိုင်းစေပြီးမိသားစုသုံးစလုံးကိုထမင်းကျွေးသည်အဝတ်ဖို့မုံဖို့တင့်တော်လူပေးသည် ကိုပါအေးကစိတ်စေတနာကောင်းကောင်းထားပါလျက်နဲ့မောင်ငယ်ကလှစ်လျင်လှစ်တယ်လို့ပိုက်ဆံကိုခိုးတက်နှိုက်တက်သည်ရက်စီဖြင့်တက်အပ်မြည်သူများကပြော၍ကိုပါအေးကဆုံးမရန်အတိုင်းလျင်ကိုသိန်းမောင်ဇနီးမောင်နှံကအသားကိုမဆုံးမကြီးကာကွယ်ဖုံးဖီပြောသည်ကိုပါအေးလှစ်လျင်ရိုက်မောင်းပုံမောင်းလို့သည်ထိုအခါကိုပါအေးတပည့်များကကိုသိန်းမောင်မိသားစုကိုစက်ပြီးလက်ခံထားလျင်သူတို့အလုံးမလုံလို့တော့ကြောင်းအတီးရလင်းဖွင့်ပြောကြသည် အကြောင်းသိရင်းနှီးပြီးတော့ယုံကြည်စိတ်ချရသောတပည့်ရင်းများကိုမူကိုပါဤကလက်လွတ်မခံတော့ပဲကိုသိမ်းမောင်တို့မိသားစုကိုနှင်လေသည်ကိုသိမ်းမောင်မိသားစုကကျေးဇူးရှင်ကိုပါအေး၏စိတ်စေတနာကိုအားလုံးမေ့ပျောက်သွားကသူတို့ကိုနှင်ရက်လေခြင်းလို့အနာကြီးနာသွားကြလေသည် ကိုပါအေးတပည့်များကလည်းဤတခိုးမိသားစုစံရိတ်ကိုနှင်လျင်ရိုက်လုံမိဟုတေးထားကြသည် ထို့ကြောင့်ကိုသိမ်းမောင်ကသူတို့အကြော်တဲကိုဝဲဝဲမှသွားတေးကြခြင်းဖြစ်သည် အသက်အရွယ်ကမောင်ပေချစ်နေရွေးသူဖြစ်လင်ကစားမောင်ပေချစ်တဲ့အစများစွာသားလို့ရလက်ပတ်ပါနေသော မောင်ငယ်ကလည်းသူ့အန္တရာယ်ကိုသူမြင်သောကြောင့်ကိုပါအေရုဆိုင်နာမသွားကြည်ထို့ကြောင့်ခါခါသည်သည်ညင်ချင်းဖြစ်သည်မောင်ငယ်ကကြက်တော်ကြီးကိုပြန်တောင်းရင်းမောင်ပေချစ်ကိုထွေးမြီရိုက်မြီဟံမျိုးဖြင်းလာသောအခါမောင်ပုထိတငေချင်းများကခံပြင်းလာကြသည် မပေတော့မင်းကဘာလုပ်ချင်လဲဟု၍၎င်းမင်းကြက်တော်ကိုအလကားယူလာပေါ်ဟုပတ်ဆံပိုပေးလျက်သားနဲ့လူပဝဝလိုဟု၍၎င်း တယောက်တခေါဝိုင်းပြောကြတော့အခါမောင်ငယ်သည်ဝိုင်းပြောတော့တငယ်ချင်းတွေကိုစိတ်မဆိုးပဲ သူတို့မိသားစုစိတ်နာရဲစွဲဖြစ်တော့ကွယ်ပါအေးဤသားမောင်ဖေးချစ်ကိုသာမဲလေသည်လက်ထဲမှာကာရဲသားရှိသောတုပ်ဖြင့်မောင်ဖေးချစ်ကိုလှမ်းရိုက်လိုက်သောအခါတတိထားနေသောမောင်ဖေးချစ်ကရှောင်းလိုက်သဖြင့်မထီချင်အတောင်ကျိုးနေ၍မပြန်နိုင်တော့သောကြက်တော်ကြီးကိုတငယ်ချင်းတယောက်ထံလှမ်းပေးပြီးမောင်ဖေးချစ်က မောင်ငယ်ထံလင်းမြန်စွာဝင်ပြီးလက်သီးဖြင့်ထိုးသည် သို့တော်မောင်ဖေးချစ်ထက်ပလာကောင်းသော မောင်ငယ်ကိုမနိုင်မဲဖြစ်နေသောအခါမောင်ဖေးချစ်ငယ်ချင်းများကမောင်ဖေးချစ်ဘက်ကကူကြသည်ကျတော်ကြီးကိုလွတ်ထားပြီးမောင်ငယ်ကိုဝိုင်းရိုက်ကြထိုးကြသည်သူတယောက်တည်းဖြစ်နေ၍မနိုင်တော်မှန်းတည်သောမောင်ငယ်သည်ငိုပြီးလက်လွတ်ထွက်ပြေးတော်သည်ကျွန်တော်ဖမ်းမိလာတဲ့ငှက်တွေကိုမောင်ဖေးချစ်တို့လူစုကလူယူပြီးရိုက်လွတ်တယ် ပူရောင်ညိုမဲ့သောတရားတန်ချက်တွေနဲ့ငိုယူတိုင်တန်းသောသားချင်မောင်ငယ်ကိုယူရပြုဆိုရင်းကုသင်းမောင်တို့ဇနီးမောင်နှံအန်တကြိတ်ကြိတ်ဖြစ်နေကြသည်။မောင်ပွေချစ်တငယ်ချင်းများဤမိဘတွေကလည်းကိုပါအေးရုနဲ့ခင်မင်းသည့်ရက်ဆွေရမျိုးတရွာတဲ့သားချင်းတွေဖြစ်ရကကုသင်းမောင်ဇနီးမောင်နှံသည်အန်တုရေဆိုင်ရန်အင်အားချင်းကမမျှရှာခြင်းတဲ့တို့နိုင်တော့လှုပ်လိုက်ကြပေါ့ကွာဒီစကားသခွန်းကိုမမျိုးသိမ့်မချုပ်တီးနိုင်အောင်အမျက်ထွက်နာကြည့်နေတော့ ကိုသိမ်းမောင်နှုတ်မှဖွင့်ထွက်လာသည်ကိုတချို့သောသူများကကြားလိုက်မိကြသည်။ဤအေးအခင်ပြေးပြီးတလားမြအကြဝင် ကိုသိမ်းမောင်တို့မိသားစုသည်အကြော်တဲကလေးကိုဖြတ်သိမ်းကရေးပြအိုင်ရွာနဲ့နေမိတ်မှချွေပြောင်းထွက်ခွာပြောက်ွယ်သွားကြလေသည်။တဲ့နဲ့မြတော့အချိန်ဒီအလုတ်နှစ်လက်မပြတ်သူကိုပါအေးတို့မိသားစုအဖို့ဘာမှကြသည်ဟုမထင်လိုက်ရကြည် ဤအချိန်မှာကိုပါရေးဖခင်ကတိတ်ဆုံးသွားသည် လေမြေတွေကိုဦးစီးစီမံရန်ကိုပါရေးတာဝန်ဖြစ်လာသည်ကာလန်ဘေးထမင်းဆိုင်ကအမျက်ငွေကလည်းလုံးလုံးခဲခဲရထားပြီးဖြစ်သော ကိုပါအေးတို့အဖို့လေတိစားချကအေးအေးဆက်ဆက်ပင်နေတော့မည်ဟုစိတ်ဆုံးဖြတ်လိုက်ထမင်းဆိုင်ကိုဖြုတ်ရန်ဆန္ဒဖြစ်လာခြင်းမှာတခြားတနေရာမှာမော်တော်ကားလမ်းအစ်စ်ဖောက်ပြီးစမ်းသက်သွားလာနေပြီဖြစ်ရာယွမ်လာကလမ်းဟောင်းသည်တထည်ဖြည့်၆တို့တင်ကောလာမည်ကိုစဉ်းစားမိသော အချက်ကလည်းရှိသည် ထို့ကြောင့်ကိုပါရေးရထမိတ်ဆိုင်ကိုရုတ်သိမ်းပြီးတပည့်ဟောင်းတွေကိုလက်မြေပတ်သူအလုပ်ပြောင်းပေးလိုက်။ဤနှစ်နှစ်များသောအချိန်တွင်းဝယ်ကျွန်းနေသောတောင်မန်ကိုစိတ်ကူးပြီးချစ်ခင်ယူရစွာမွေးထားသောကြက်တော်ကြီးကကိုပါအေးတို့တမိသားစုလုံးနှင့်တန်ရောစဉ်တွေ့ကရှင်ပါနေပြီဖြစ်သည်။လူစကားကိုလည်းတွက်လက်ချက်ချာပိတစွာပြောတတ်ဆိုတတ်နေပြီဖြစ်၏။စိတ်ကူးတာပေးချိန်ကပင်ကိုပါအေးကအတောင်တွေကိုပြန်ကောင်းရင်မှညက်ပါနဲ့တားရင်ပြန်နိုင်ရင်ပြန်သွားပါစေ။သူ့ဆွေသူမျိုးသူ့တဘာဝနဲ့သူ ပြပြပါပါပြန်နေဖို့လှုပ်ပေးလိုက်ပါတနာပါတယ်ဘူတော်စကားအတိုင်းစေကူပေး၍အတောင်သေးချစွာကောင်းသွားသောအခါကျတော်ကြီးကိုလောင်မထားပဲပြန်ချင်းပြန်ပါစေဟုတွတ်ထားလိုက်ကြသည်သောသောကြတော်ကြီးကမပြန်ပဲအိတ်ထုတ်တန်းပေါ်မှာနေသောအခါမောင်ပေချစ်ကကြတော်ကြီးကို စကားတင်သည်ကြတော်ကြီးစကားတက်လာသောအခါအိမ်ဆောင်တဦးလိုဖြစ်နေ။ပါအေးရေဖေးချစ်လျှောက်လို့နေတာပြန်မလာသေးဘူးဟဲ့ဟူ၍၎င်းစုံးတော်ကြွလာပြီးဟူ၍၎င်း ဧည့်သည်လာနေတဲ့ဟူ၍၎င်းထက်ပွေမိဖို့ပဲခိုးဝင်နေပြီဟူ၍၎င်းတကြီးမင်းကြွလာတဲ့ဟေ့ဟူ၍၎င်းကိုပါအေးတို့အိမ်သားများအဖို့များစွာအပေါ်ရနေတော်သည် ကိုပါအေးမောင်ဖေးချင်းနဲ့တကွတအိမ်သားလုံးကကြက်တော်ကြီးကိုချစ်လိုက်ကြသည်မှာသွေးသားရင်းချအိမ်သားတယောက်လိုသဘောပိုက်ထားကြသည်ကြက်တော်ကြီးကြိုက်တဲ့စားတဲ့ဒီအစာကိုအရှံပေဝယ်ကျွေးထားကြသည်ဤသို့ဖြင့်ကိုပါအေးတို့မိသားစုနှင့်ကြက်တော်ကြီးအတူနေခဲ့ကြသည်မှာနှစ်နှစ်ကျော်များအကြာဝန်းကြက်တော်ကြီးသည် တောင်းတောင်းပန်ပန်စကားတခုံပြောလေသည်ပါအေးရဲ့ငါတိုးလေးကိုရှောက်လေခြင်းနဲ့သွားမယ်နော်နင်ပြန်မလာတော့ဘူးလားကိုပါအေးကစိတ်မကောင်းစွာဖြင့်မေး၏ငါပြန်လာခြင်းနဲ့အချိန်ကြတော့ပြန်လာမယ်လေနင်တို့နဲ့နေတာကြားလာပြီငါပြင်းနေရှောက်လေခြင်းနဲ့နင်ဘလောက်ကြာကြာလဲပါလဲနင်ပြန်မလာရင်တို့တအိမ်လုံးဝိုးမှာနော်ဖေချစ်ကနင်ပြန်မလာရင်သေးလိမ့်မယ်အေးပါဟဲ့ငါပြန်လာပါမယ်လေးရက်ငါးရက်ပေါ့ကြတော့ကြီးသည် သူတို့ဘာသာတဘာဝတော့ရိတ်တောင်ရိတ်ကိုပြန်ခိုးကမျိုးတူ တတော်ဝအချင်းချင်းပြန်လဲတွေ့ဆုံခြင်းရှာပေးလိမ့်မည်ဟုကိုပါအီတို့အင်သားတွေက စာနာစွာတွေ့ပြီးကြက်တော်ကြီးကိုပြန်ဝင်ပေးလိုက်ကြသည်။ငါပြန်လာမယ်ပြချစ်ပြန်လာမယ်ကြက်တော်ကြီးကနှုတ်ဆက်စကားဆိုပြီးတောင်းပန်တက်ဖြက်ဖြက်ခတ်ခါပြန်ထွက်သွားလေသည်။ကြက်တော်ကြီးထွက်သွားသည်မှာနန်းနဲ့ဆုံးလံပြန်ခြင်းဖြစ်သည်။အင်သားတယောက်ရော့သွားသလိုကိုပါအီတို့စိတ်မှထင်ကကြက်တော်ကြီးကိုလွှမ်းဆုပ်အောင်မေ့နေကြ၏။သို့တော်ညနေ9နာရီနေဝင်လူဆဲဆဲအချိန်တွင်ကြက်တော်ကြီးသည်မမျော်လင့်မဲပြန်ရောက်လာသောအခါ ကိုပါရီကိုအိမ်သားတွေဝမ်းသာလိုက်ကြသည်ဖြစ်ချင်းကျတော်ကြီးကအိမ်ထဲသို့လှည့်မြဲစွာပြန်တန်းဝေရောက်လာပြီးကိုပါရီပခုံးပေါ်မှာနားလိုက်သည်ငါပြောတာနားထောင်စမ်းငါပြောတာနားထောင်စမ်းကျတော်ကြီးဤစကားကြောင့်အိမ်သားတွေအံ့အားသင့်သွားကြသည်ကျတော်ကြီးကရေးကြီးတုတ်ပြပြောပြ၏မနက်ကငါဖြန်သွားတယ်တောအုပ်ထဲရောက်တော့ညောင်မင်းကြီးတပင်ကအကိုင်းပေါ်မှာအမောဖြေးနေတော့ကိုလူတို့စုညောင်မင်းအောက်ကိုဝင်းလာကြတယ်သူတို့မှာဓာတ်တွေလှန်နေဒုတ်တွေပါတယ် အဲ့ဒီဓာတ်တွေလှန်တွေကိုညောင်မင်းကြီးအောက်မှာထောင်းလေအရက်တွေစားစရာတွေကိုဓာတ်တွေနဲ့အတူထားတယ်မိထွန်းရတယ်နောက်ပြီးသူတို့ဓမြတိုက်ရာမှာအောင်မြင်ဖို့အရှင်ကြီးစောင့်ရှောက်ပါဆိုပြီးညောင်မင်းကြီးကို ရှ िख ိုးကြတယ်သူတို့ဓမြတိုက်မဲ့အင်ရှင်ကြီးရဲ့နာမည်ကိုညောင်မင်းကြီးရှ िख ိုးရင်ပြောနေတော့ငါညောင်ကိုင်းဘော်ကနေကြားလိုက်တယ်ပါအေးအိမ်ပါတယ်နောက်ပြီးတခြားအိမ်တွေလည်းပါသေးတယ်ဘွားကတော့ပါအေးနာမည်ကိုပဲတိတိကျကျမှတ်လာခဲ့တာဒီညဓမြတွေလာတိုက်မယ် ချက်တော်ကြီးစကားကြောင့်အားလုံးထိတ်လန့်စိုးရိမ်ကုန်ကြတယ်ပစ္စည်းသိမ်းသူကသိမ်းတကြီးအိမ်ပြေသူကပြေရွာသူရွာသားတွေအများဆုံးလူစုကကာကွယ်ရေးအစီအစဉ်တွေကြပြကတိလုပ်ကြတယ်မိမတွေခလေးတွေအဖို့တန်ရွှေငွေပစ္စည်းတွေကိုလုံးကြောရမှာအကာအကွယ်လုံးလုံးချုံချုံဖြစ်ထားကြတယ်တန်ဆွမ်းဖြက်လက်သောအရွယ်ကောင်းယောက်ျားများကဒူးလေးတာလှန်ခရင်ကွာမိတ်ဝရင်တို့ စသည်များဖြင့်ရွာပတ်လေကင်းမုံချကဓမြတွေလာလျင်မိတို့အချက်ပေးပြီးမိတို့ဝိုင်းဝန်းကာကွယ်ဖန်ဆီးကြရမည်ကိုတေချာစွာစီဝါရိုက်ပြီးလှည့်လည်မြန်မြန်စီစဉ်ဆောင်ရွက်ကြသည်ဖြစ်ရာညနေ9နာရီလောက်မှကြက်တော်ကြီးတရင်ပေးသည်ညဦး9နာရီခန့်တွင်အားလုံးနေရာကြစီစဉ်ပြီးဓမြတွေကိုအသင့်ဆောင်ကြုံနေကြပြီးဖြစ်သည်ကျတော်ကြီးကကိုပါရဲ့အိမ်ထုတ်တန်းပေါ်ဝဲသူ့တကူစာကိုမော့ကြည့်၍မမြင်ရသောတောင်စုံကြားမှာညိတ်သက်စွာဝင့်နေရှာသည် လူသူလေးပါမတို့မမြင်နိုင်သည့်တောအုပ်ထဲကညောင်မင်းမနတ်တယ်လာခဲ့ပြီးဖြစ်တော်သည်များတစုကည9နာရီခန့်တွင်ရွာနာကပ်လာကြသည် လာမရက်ဖြစ်၍အမောင်သူကကြီးစိုးနေလင်ကစားကြိုတင်ဆောင်နေသောရွာသားများ၏အမောင်ခြေသားရပြီးသည့်မျက်လုံးများကဓမြများလာနေသည်ကိုကောင်းစွာမြင်နေရသည်ဓမြများကအလုံး9ယောက်ဖြစ်သည်တေအောင်တော့မတက်ကြနဲ့ကွာလက်ရအရှင်မြအောင်ဖန်ဆန်းဒါမှသူတို့အဆက်အသွယ်တွေစုံစမ်းလို့ရမယ် တကြီးမေးဤမှာကြဲ့အရာအတူးလို့ပြည့်လက်ဖြောင်သောရွာသားများကညားမိုးရွာချလိုက်ကြသည်ဤအဖြစ်မျိုးဖြစ်လိမ့်မည်ဟုလုံးဝမမျှော်လင့်ထားသောဓမ္မများကရွာအဝကိုချေချယုံများရှိသေးသည်ဤသည့်နေရာကရောက်လာမှမသိသောများတွေက ပခုံးလက်မောင်းပေါင်ခြေတလုံးတို့မှတကူသုံးလေးစင်းလာဆိုင်သည့်အတွက်တချို့ကချက်ချင်းပင်မြားမှန်သည့်နေရာမှာလဲသည်တချို့ကထွက်ပြေးသေးသည်တို့သောဝဲဝဲမပြေးနိုင်ပဲလဲကြသည်ခမရခုနှစ်ရောင်လုံးဒူးလေးမိ၍မပြေးနိုင်ပဲလဲနေတော့လဲ သူတို့ရှိရာကိုရွာသားများကမတော်ကြမကတ်ကြကြီးသူတို့လက်ထဲမှာမြည်သည့်လက်နက်မျိုးရှိနေသည်ကိုမသိနိုင်ပဲအယံမတော်ဝင်ကြမနက်မိုးလင်းသည့်အထီးတညာလုံးဒုက္ခခံကအမောင်ထဲမှာပင်စောင့်ကြည့်နေကြရသည်မနက်မိုးလင်းသောအခါထုံအိုးမဲ့မဲတဲ့စသည်တို့ဖြင့်မျက်နှာတွေကိုရုပ်ဖြတ်ထားသောဓမြခွန်ရောက်သည့်ဒူးလေးတန်ရာတွေဖြင့်ပျော့ကွေနေသည်ကိုတွေ့ရသည်သူတို့လက်နက်တွေကိုသိမ့်ပြီးဓမြတွေကိုလှဲနေတင်ကမြို့သို့ယူခဲ့ကြသည် ရဲဌာနအပ်ပြီးအမှုဖွင့်တန်းကြရသည်ထိုအခါထုံအိုမဲ့မဲနယ်များဖြင့်မျက်နာကိုရုတ်ဖြတ်ထားသောဓမြများကိုဇာတိရုပ်ပေါ်အောင်ပလင်များက စေကြောတန့်စင်လိုက်သောအခါဓမြဘူဖြစ်သူသည် ကိုပါအေးကိုကျေးဇူးကံအညှိုးထားခဲ့သော ကိုသိမ်းမောင်ဖြစ်နေသည်ကိုတွေ့ရ၏ဟုတ်တယ်ဓမြတိုက်ဖို့ကြိုးကောင်းဆောင်လာခဲ့တယ်ပါအေးတို့မိသားစုကချို့တို့ကိုအဆက်ကွဲအောင်နာကြည့်အောင်လှုပ်ထားလို့ဒင်းတို့တမိသားစုလုံးကိုလက်စားချိန်မယ် တဲ့တဲ့တငယ်ချင်းတွေမိဘအိမ်တွေကိုဓမြတိုက်လက်စားချေမယ်လို့ကြုတ်ကြံစီခဲ့တာကြုတ်ယောက်ျားပဲလုံရဲရင်ခံရတယ်တခုပဲကြုတ်စိမ်မှာမကျေနပ်တာအဲ့ဒါဘာအေးလို့လူတိုက်ကဘသူကတရင်ကြိုပိတ်ထားလဲဆိုတာပဲအကျေခဲကြီးလာတော့ကိုတင်းမောင်ကခတ်ထန်တင်းမာတော့လေးတန်းဖြင့်ဖြောင်းချက်ပေးသည်ထိုအခါမြည်သူကြိုတင်တရင်ရာကြောင်းမြည်သူတရင်ပိတ်ကြောင်းကိုကိုဘာအေးက အစ်စ်ခံရပေမည် လူစကားပိပိတတပြောဆို အစ်စ်ခံနေသောကြက်တော်ကြီးကိုရုံးမှအမှုနားထောင်သောပရိသတ်များရောတရားသူကြီးများရော များစွာသဘောကျနေကြသည် ကိုသိမ်းမောင်ကကြက်တော်ကြီးကိုကြည့်ကအန်တကြိတ်ကြိတ်ဖြစ်နေသည်တိရိစ္ဆာန်ဤအစ်စ်ချက်သည်တရားဝင်သည်မဝင်သည်ကိုဘေးဖယ်ပြီးဓမြတွေကိုလက်ရမိခြင်းညောင်ပင်မှာနှက်တင်ထားသည့်လက်ရအစအနာများကိုတွားရစစ်စစ်ကြည့်ရှု၍မြင်တွေ့ကြရခြင်း မည်သည့်အညိုကြောင့်လက်စားချေလို၍ဓမြတတ်ရသည်ကိုဓမြဘိုဖြစ်သူကိုသိမ်းမောင်ကိုလိုင်းကဖြောင်းချက်ပေးထားခြင်းတို့ကြောင့်ဓမြများကသူတို့နှင့်ထိုက်တန်သောအပြစ်ဒဏ်ကိုခံသွားရပြီဖြစ်ပြီးအမှုစေသောတရားသူကြီးကကြက်တော်ကြီးကိုငွေ900ပေးပြီးဝယ်သည် ကိုပါဤကမယောင်းချေဓမြတွေကပန်းမိပြီးသုံးနှစ်မြအကြာဝယ်ကြက်တော်ကြီးသည် သူ့အလိုအလျောက်မမမကျန်းဖြစ်ပြီးတေဆုံးရှာသည်တရွာလုံးရှိလူတွေကမငိုသူမရှိကြ ကျေးဇူးရှင်အဖြစ်အတိအမှတ်ပြုထားသောကျက်တော်ကြီးအတွက်မျက်ရည်မစိနိုင်ဖြစ်ကြရသည်။ကိုပါအေးကိုအိမ်သားများကသာသမီတည်ဆုံးပြီးတဲ့ကဲ့သို့ယူကျိုးမရကြေကွဲကြလျက်နှင့်သာသမီအရင်းကိုတချို့တကဲ့သို့ကျက်တော်ကြီးကိုတင့်တယ်ကောင်းမွန်စွာတချို့သည်။ဂျွာဦးဖုံးတော်ကြီးကျောင်းထဲကဇီဒီမှာတကွန်တိုင်တူထားတာဆရာမလေးတိတိကျကျကြည့်မိလားကွကျတော်ကြီးအကြောင်းပြော၍ဆုံးသောအခါဖွာကြီးကမေးသည် ဟုတ်တယ်ကြည့်မိတယ်ဖွားဘွားကျမတွေ့ဦးတဲ့ဒဂွန်တိုင်တွေဆိုရင်တိုင်ထိပ်မှာအများအပြားဟင်းတာရုပ်ပဲရှိတယ်။အခုဒီရွာကဒဂွန်တိုင်ထိပ်မှာတော့ဟင်းတာမဟုတ်ပဲကျက်တူရွေးရုပ်ကြီးဖွားဘွားရဲ့အဲ့ဒါဟိုကိုပါအေးရဲ့ကျက်တော်ကြီးပုံလားဖွားဘွားမခင်ရွှေကဖြေလဲဖြေမေးလဲမေးပြီဟုတ်တယ်ဆရာမလေးကြက်တော်ကြီးကိုအဲ့ဒီနေရာမှာမြုပ်ပြီးသူ့အပေါ်တဲတဲ့ကဒဂွန်တိုင်ကို မောင်းပါအေးလို့လှူထားခဲ့တာအပွားကြီးကအဖြေသည် အခုရွာမှာဥပအေးတို့ရှိသေးလားမရှိကြတော့ဘူးကွတင်ခါရရေကိုဆရာမလေးရဲ့မောင်ပါအေးတို့မိသားစုလည်းမရှိတော့ဘူးဟောဓမြတိုက်တဲ့တင်းမောင်လည်းထောင်ကြပြီးတိတ်မကြပါဘူးထောင်ထဲမှာတည်တယ်လို့ကြားတယ်အေးလူစုံးလည်းတင်ခါရလူကောင်းလည်းတင်ခါရအားလုံးမြေကြီးဩဇာဖြစ်သွားကြပြီပေါ့မခင်ရွှေကစိတ်ငြိမ်စွာနားထောင်နေရမှဘဘပြောပြတဲ့ကြတော့ကြီးလိုဟာမျိုးကတော့တရိစ္ဆာန်ဖြစ်ပေမဲ့တစ္ဆာတရားကိုသိသိရဲ့နော်ဘဘ အဲ့ဒီအချက်မှလူထက်သာသွားပြီးရေပြာအန်ရွာနဲ့ပတ်သက်ရင်တိရစ္ဆာန်လဲစိတ်ဝင်စားစရာအကြောင်းကလေးနဲ့ပဲနော်ဖွားဖွားလို့ပြောတဲ့အခါမှာအဖွားကြီးကအင်းတိရစ္ဆာန်ဖြစ်ပေမဲ့တစ္ဆာတရားရှိတယ်လို့ဆရာမလေးကပြောတော့မောင်ပါအေးရဲ့ကြက်တော့တာမဟုတ်ဘူးဖွားဖွားရဲ့ခွေးကလည်းတစ္ဆာရှိတာပဲဆရာမလေးရဲ့လို့အစဖော်လိုက်ပြန်တော့အခါမက်ခေရွှေမျိုးလုံးကျဲသွားပြန်သည်ဟုတ်ကဲ့ပြောပါဦးဖွားဖွားလို့ပွဲတောင်းလိုက်ပါတယ် ရေပြာအိုင်မှရွှေကြတော်ဇလန်လေးကတော့ဒီနေရာမှာပြီးဆုံးသွားပါပြီရှင်။ဆရာမကြီးမဝင်းမြင့်နဲ့တကွာနားထောင်ပေးကြတဲ့စာဖတ်ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။